စောမြတ်သူဇာရဲ့အကြောင်းတွေကိုဖော်လိုက်တဲ့ဝမုံရွှေအားလုံးပဲမင်္ဂလာပါရှင်အခုဆိုရင်မင်းသမီးလေးဝမုံရွှေကအနုပညာလုပ်လေးတွေမှာဇာတိုင်ရိုက်ကိုလာနေရပြီဖြစ်ပေအားလုံးကလည်းဝမုံရွှေကိုအားပေးနေကြပါတယ်အနုပညာလုပ်လေးတွေမှာတော့အခုချိန်ထိဗိဒ္ဓရေအားပေးဝင်ရမှုတွေကိုအပြေဝရရှိထားတဲ့ဝမုံရွှေကလင်းနှစ်လောက်ကြာခဲ့ပြီးတဲ့အချိန်မှာအသင်ပတိရွှေရှင်ဇာကကြီးမှပါဝင်ရကုထားခဲ့ပြီးအဆိုပါရွှေရှင်ဇာကကြီးနဲ့ပဲအကယ်ဒမီအထူးချွန်စုကြီးကိုထိုက်ထိုက်တန်တန်ရရှိခဲ့ကာ ဗိဒ္ဓဗျာဆန္ဒနဲ့ထပ်တွေ့ကြခဲ့ရပါတယ်အနုပညာလုပ်လူတွေမှာအရင်ကလိုပါဝင်လောက်ကိုင်းလာနေပြီဖြစ်ပေဝင်းမုံရွှေကတော့အခုလက်ရှိမှာလည်းနှစ်သမင်းနှစ်ခဲဇလန်တွဲနဲ့ပိတ္တပြေအပေးဝေယမူရီကိုအပြင်းဝရရှိနေပါတယ်။ဝင်းမုံရွှေကတော့ခုဆိုရင်အနုပညာလုပ်လူတွေမှာစူးစားလောက်ကိုင်းနေရပါဒီကနေ့မှာတော့ဝင်းမုံရွှေကမကြီးဆိုရဲ့အကြောင်းလေးတွေကိုထုတ်ဖော်ပြပြလာခဲ့ပါတယ်။ဝင်းမုံရွှေကစိုးမြတ်တူစာနဲ့ပတ်သက်ပြီးတော့အခုလိုပဲပြပြလာခဲ့ပါတယ်။ ဘုံမုံရွှေကမကြီးစိုးနဲ့အခန်းတွေကတော်တော်ကြိုက်ကြတယ်။မကြီးစိုးပါတဲ့အခန်းတွေကလေရီရလို့ဆိုပြီးတော်တော်များများလောက်ပို့ကြတယ်။ပရိတ်တွေကကြည့်ပြီးတော့ကြိုက်ကြပါတယ်။ပြောကြတယ်ပရိတ်တွေရဲ့စကားအတန်လေးတွေပြန်ကြတော့ပေါ့နော်။ကိုယ့်ရဲ့စေတနာကလည်းမန်တော့ကြိုးစားကြိုးလဲနေပါတယ်ပေါ့ဆိုပြီးပြောပြလာခဲ့ပါတယ်။အခုဆိုရင်ဘုံမုံရွှေကမကြီးစိုးနဲ့တူတူရိုက်ကွက်ထားတဲ့အခန်းတွေမှာပရိတ်တွေရဲ့သဘောကြားအပြီးမှုတွေကိုရရှိနေပါတယ်။ ။မကျေးဇူးကတော့အလုံးတည်ကြတဲ့အတိုင်းဂရိုက်တာတိုင်းမှာပြပြန်လွန်တဲ့တယောက်ဆောင်ချက်တွေကြောင့်ပြည်သူရဲ့အပြေးမှုတွေကိုအပြေးဝရရှိထားတာပါ။အခုဆိုရင်ဝမ်မုံရွှေနဲ့မကြည်စုတို့ကိုနတ်သမီးနတ်ခတ်ဇလံတွေလေးမှာအတူတူတွေ့မြင်လာနေရပြီဖြစ်ပါတယ်။အခုလက်ရှိမှာတော့ဝမ်မုံရွှေကရွှေဆိုင်ကျွန်းကြလေးတွေမှာအများဆုံးရိုက်ကူးနေရပြီးပွဲတက်တွေမှာလည်းတယောက်ပေးနေရလျက်ရှိပါတယ်။အခုလိုရွှေဆိုင်ကျွန်းကြလေးတွေမှာရိုက်ကူးလာတဲ့ပုံမှာလည်းပြောပါရလို့ဆိုပါတယ်။ဝမ်မုံရွှေပါဝင်ထားတဲ့နတ်သမီးနတ်ခတ်စတရီလေးကလည်း ဗိတ်တရီရဲ့ဂျာမန်နာမည်ကြီးနေပြီးအဲဒီစီးရီးလေးအပေါ်မှာလည်းဗိတ်တရီကအမျိုးမျိုးပြောဆိုနေကြကဝမ်မော်ရွှေရဲ့တရုတ်ဆောင်ချက်တွေကိုသဘောကျနေကြပါတယ်။ဝမ်မော်ရွှေကတော့နှစ်သမီးနှစ်ခဲစီးရီးလေးနဲ့ပတ်သက်ပြီးတော့လေစောင့်ကြည့်နေပေါ့နော်။ဘယ်သူနဲ့ဖိုးဆောင်ဆုံးမလဲဆိုတာအပိုင်းတွေအားလို့ပါသေးတယ်လို့ဗိတ်တရီကိုပြောပြလာခဲ့ပါတယ်။အနုပညာလှူရှာမှုလေးတွေနဲ့ပတ်သက်ပြီးတော့လေဝမ်မော်ရွှေကခုလိုပဲဗိတ်တရီကိုပြောပြလာခဲ့ပါတယ်။ဝမ်မော်ရွှေကဝမ်မော်ရွှေကကစ်ကတော့ အနုပညာလုပ်လေးတွေကိုဆက်လုပ်သွားမှာပါအခုတိမ်ပကြေရွှေရှင်ဇက်ကားချင်းနဲ့ဆိုရင်လေဗက်တီးရီးယားတက်ပဲစဉ်းစားပြီးတော့ရိုက်ကူပေးဖြစ်ခဲ့တာပေါ့နော်အကယ်ဒမီရလိုက်လို့လည်းအရန်ပြောပါတယ်ဒီဆုလေးကပရိသတ်တွေကပေးတဲ့လက်ဆောင်လေးပါ ချက်ပြော်လဲအနုပညာလုပ်လေးတွေကိုဒီချက်မကအကောင်းဆုံးကျူစာပြီးတော့ရိုက်ကိုပေးသွားမှာပါဆိုပြီးတော့မင်းသမီးလေးဝုံမုံရွှေကပြောပြလာခဲ့ပါတယ်အခုဆိုရင်နှစ်သမီးနှစ်ခဲဆီလေးကိုဝိတရီကစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်ဝုံမုံရွှေကတော့နောက်လာမယ့်အနုပညာလုပ်ရှာမှုလေးတွေမှာလဲသူကအားပေးနေကြတဲ့ပရိသတ်တွေအတွက်အကောင်းဆုံးကျူစာသွားမယ်လို့ဆိုပါတယ် ပရိသတ်တွေကတော့ဝုံမုံရွှေရဲ့လာမယ့်အနုပညာလို့ရှာမှုအတိတ်လူတွေကိုလည်းစောင့်မျှော်အပ်ပေးနေကြပြီးမင်းသမီးလေးဝုံမုံရွှေရဲ့ character အတိတ်လူတွေနဲ့တရားဆောင်လေးတွေကိုကြည့်ရှုနေကြပြီဖြစ်ပါတယ်။